ထုံးစံအတိုင်းည10နာရီကိုမိနစ်အနည်းငယ်ဆုံးသည်နဲ့ကလတ်တိုင်းတွွှွှေတဲ့ဆောင်ရဲစာရဲများကိုတစ်ဖြက်ပြက်လှန်တော်တန်တို့ဟာအချိန်မှန်စွာနဲ့ထွက်ပေါ်၍လာလေသည်။တိတ်အကျဲကြီးမဟုတ်သည့်အတိုင်းကလတ်တိုင်းခြေထောက်နဲ့ကျမ်းမြင့်တို့၏ထီထွေပွဆွဲတန်ကအိယာဝင်းကန်၏အဝိလဲနေသောသူ၏သွားတို့ချင်းကနေဖြစ်သွားစေသည်။တောင်းကြလင်ပြတ်တောင်းတောင်းထွက်ပေါ်လာမီလက်နေဆက်တန်တစ်ဖြောက်ဖြောက်နဲ့ရံဖန်ရံကလမ်းထလျှောက်မဲခြေတန်တစ်ချက်ချက်တို့ချိန်မိတီးခန့်ရပြီးအောင်မည်။ ဧကံမီမီးဖို့မီးတို့လိုက်ပေးရင် သူ စိတ်ပြက်စွာနဲ့တွေးနေမိသည်ဒီလူနဲ့တော့ခက်တော့တာပဲတညာလည်းမဟုတ်နှစ်ညာလည်းမဟုတ်ဘလောက်ကြောင်တိခန့်ရအောင်မှာပါလေတကယ်ဆိုဤတိုက်ခန်းသူပြောင်းရွှေ့လာခဲ့မိတာကိုကသူ့အမဖြစ်သည် ပြင်တော်သွမိုးနဲ့မျိုးတက်ဘက်က လုံချင်းအင်္ဂလီတွေကိုဘာဖြစ်လို့များသူမစင်စားခဲ့မိပါလေအခုတော့ညာရင်အတန်နဲ့စိတ်ကိုနှောက်ရှက်ပေးမဲ့လူတရားခေါင်းမော်တင်ထားမိခဲ့တဲ့အခန်းကိုမှသူကမိုင်းရင်းစွာနဲ့ငားရမ်းမိခဲ့သည်အင်းလေ ဒါလည်းအလုံးနဲ့နှီးစက်မှုတက်နိုင်တဲ့ငွေအားနဲ့တင်မြတ်မှုတို့မူတည်ပြီးရွေးချယ်ခဲ့ရတာပဲပြီးတော့ဤခန်းလာကြည့်စဉ်ကအပေါ်တန်း၌လူတယောက်မှ ရှိမနေခဲ့ပါဟောင်းနွမ်းအိုမင်းကညထီးထီးနိုင်လာတော့လေးတဲ့တိုက်ခန်းတွဲပိုင်ရှင်ဖိုးကြီးဤစကားကလည်းသူ့ဟာတနည်းတစ်ပုံနဲ့ဆွဲဆောင်နိုင်ခဲ့သည်မဟုတ်ပါလားဒီတိုင်းမှာငားနေတဲ့သူတွေအားလုံးဟာအကုန်လုံးလူရည်တန်းတွေကြီးပဲကုမ္ပဏီဝန်ထမ်းတွေရုံးမရရှိတဲ့ចောင်းဆရာဆရာမတွေအားလုံးဟာတီးတီးတန်တန်နေတတ်ကြတဲ့သူကြီးပါပဲ ပြီးတော့ဒီတိုင်းမှာမျက်စိယုံနားရှုပ်เสียခလေးနဲ့ခွေလည်းမရှိဘူးလေ။မောင်ရဲ့ဘော်ဒါကဆိုရင်တယောက်တည်းသမားမိုးလင်းကလေးကအလုတ်သွားပြီးတော့ညာမိုးချုံမှပြန်လာတတ်တာ။အဲ့လိုနားရီပါးရှိတဲ့တိုင်မျိုးကိုနောက်တစ်လုံးတွေးဖို့မလွယ်ဘူးမောင်ရင်။ထမင်းတော့သာတိုးသွားမယ်။အပိုးကြီးစကားယုတ်တိတန်လာတာမို့ထူတိုက်ခန့်ကိုသူငားရင်ဖြစ်ခဲ့ခြင်းဖြစ်သည်။တိုင်မှာအုံမင်းလိုခြင်းလင်းဝင်လေထွက်တဲ့နေရောင်ကြီးဝင်ရောက်မှုနဲ့ပါခြင်းစသည်မပြောပါတော့အာနေချက်အနေငယ်များအပါ ထွေထွေထူးထူးအပြစ်ဆိုစရာမရှိပါပြက်တနာဆိုရင်အပေါ်တမ်းမှသူဤစိတ်နှောက်ရှက်ဖြစ်ပေါ်ရာအတန်ပလန်သာပြောစရာရှိသည်ဤတိုက်ခန်းတို့ရောက်စဉ်ဟာသုံးဆန်အတိုင်းပဲညဆယ်နာရီထိုးရန်မိနစ်အနည်းငယ်အလိုနိုင်သူအိပ်ရာဝင်ခဲ့သည်သူဟာညတိုင်းဆယ်နာရီအိပ်၍မနက်၅နာရီပုံမှန်ထားရသူဖြစ်သည်သူညာအိပ်ပျော်လူပျော်ခင်မှာအတန်ဤအနှောက်ယှက်ကိုစတင်ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်ပြမဟုစွာသတိပြုမိသည်ဟာလှေကားမှတက်လာသောခြေတံဖြစ်သည် ဘူချေတန်းကြောင့်အိတ်ချင်စိမ့်များမှာပြဲလွင့်သွားလျက်ဒီချိန်ဘယ်ခန်းကိုလာတဲ့ဧည့်သည်ပါလဲလို့စဝီစဝါဖြစ်သွားခဲ့ရသည်ခြေတန်းကသူ့အခန်းကိုကျော်လွန်၍အပေါ်ရက်တကားရှိ၌ရက်ဆိုင်သွားပြီးတောပွင့်တန်းကိုကြားမှာအဘိုးကြီးပြောသောသူ့ရဲ့အပေါ်ရက်မှာတယောက်တည်းသမားဆိုသောလူဟုတွေးလိုက်မိသည်ကိုခန်းလာတဲ့ဧည့်သည်မဟုတ်သဖြင့်စိတ်ကိုဒုံုံချာအိမ်ရန်ပြန်လိုက်ဆင်ပါပဲအပေါ်တန်းမှလူကြီးခြေတန်းတစ်ချက်ချက်ကစတင်ရွှတ်ပေါ်လာသည်ကိုခန်းကိုပြန်ရောက်ခါစားရေချိုး အဝေလဲနေတာဖြစ်မှာပေါ်ဟူသောအတွေ့နဲ့သူဆောင်ဆိုင်နေလိုက်သည်သို့တော်အတန်တုံးကတော်တော်နဲ့မတိတ်လမ်းလျှောက်တန်းခိတရက်ဆိုင်သွားမလို့ဖြစ်သွားပြီးမှဆက်လက်၍ထွက်ပေါ်လာသည်ဟာကလတ်ထိုင်တွန်းရွှေ့တန်းအန်ဆွဲသို့မဟုတ်ဘီတို့ဖွင့်တန်းစာရွက်များစာအုပ်စာရမ်းများလှန်လောတန်းအစိုးဆုံးမှပြတ်တောင်းတောင်းနဲ့လီလီမှန်မှန်ထွက်ပေါ်လာသောလက်နှိမ့်ဆက်ရိုက်တန်းဖြစ်သည်ကြောက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 ်မြတ်စွာဘုရားဒီလူတညာလုံးမိတ်တော်ုံနဲ့တူပါရဲ့ကြောက် ကြောက်ကြောက်ကြောက်လန်ဒိဆိုင်ရိုက်တံမှာလင်း90ကျပ်ပေါ်လာလိုက်ရက်မလို့ဖြစ်သွားပြီးမှတစ်ချက်နှစ်ချက်ဆက်ရိုက်လိုက်နဲ့အတော့ကိုဆိုးရွားလွန်းလာသည်သူ့တံမှာအိပ်ပျော်ရန်ကြိုးစားနေသောသူ့အတွက်တကယ်ကိုနှောက်ယှက်ဖြစ်သည်ပုံရိပ်စိုးဒီမှာသူ့လူလန်ဒိဆက်ကိုအတုံးပြူသည့်နေရာသည် သူ့ဤကတဲ့ပေါ်တဲတဲ့၌ဖြစ်လောက်ရှိသည်တခြားအခန်းများကထိုအတန်ကိုကြားခြင်းမှကြားမိဖြစ်တော်လဲအပေါ်အောက်တဲနေသောသူ့အတွက်တော့ကြီးစွာသောစိတ်ဒုက္ခပင်ဖြစ်သည်။တောင်းကြသောလက်နှိမ့်ဆက်ရိုက်တံမှာ ရက်သွားသဖြင့်သူဝမ်းသာသွားသည်သို့သောသူဝမ်းသာမှုကကြကြမခံပါလက်နှိပ်ဆက်အယိုက်ရဲ့၍၎င်းမှာခောက်တုတ်ခောက်ပြန်လမ်းလျှောက်နေပြန်သည်တစ်သားချင်းကြီးတစ်ခုသာခြားသဖြင့်သူဤခြေတန်းလက်နှိပ်ဆက်တန်တန်ပါပို၍စိုးဝါလာသည်ရှက်ရှက်ရှက်သူနောက်ရှက်ရှက်ရှက်နောက်တကရှက်ရှက်ရှက်ဖျားခဲ့တော်မူပါ သူအိမ်ကန်းရွေးတာတော့အကြီးအကျယ်ကိုမှားခဲ့ပြီတူပါရဲ့ အညောင်းပြေလောက်ချင်းသို့မဟုတ်ဆက်ရရန်တတိရသွားချင်းလောက်၌၎င်း၏ဆိုးဝါးသောလက်နှိပ်ဆက်တံကြမ်းရှာရှာကလေးလေးမမှန်ကြီးထွက်ပေါ်ရေးလာပြန်သည်။ကြောက်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 ဖျားဖျားဒီလူနဲ့တော့အကြီးကျယ်ဒုက္ခပါပဲလား။မနက်၆နာရီလုပ်ငန်းဝင်သူရောက်ရှိရန်၅နာရီအတီးနိုင်အဲ့ရထားဖို့လိုအပ်နေသောသူအတွက်နောက်ဆုံးတော့လှုပ်ရှားတနည်းသာရှိတော်သည်။ရင်းမထိုးလူနဲ့မျက်နှာချင်းဆိုင်သွားရောက်၍ရင်ဆိုင်ရန်ပင်ဖြစ်သည်။ညဝေအင်းကြီးကိုချွတ်လဲရင်း သူမူကြီးနားလဲပုံမရတော့၎င်းတို့စကလုံးတို့ကိုရှာ၍စဉ်းစားနေမိသည်တဆိတ်ပြခမားရဲ့လက်နှိပ်ဆက်သံတွေဟာကျွန်တော်တို့တို့အိမ်မရအောင်နှောက်ယှက်ဖြစ်နေပါတယ်ဒါဆိုရင်တိတ်များအောက်ချုပ်ရာ ကြနေမလားဒီမှာမိတ်ဆွေ အခုဘယ်ချိန်ရှိပြီလဲသိရလားဒီချိန်ဟာတာမန်လူတယောက်အိမ်ရာထဲကိုရှောက်ဖို့ကောင်းနေပြီဗျဒီလိုဆိုရင်တိတ်ပြီးများတင်းမာရာကြသွားမလားโอ้ปะวินจีนโอ้บิวไม่ไซต์တော့တယ်လူမျိုးအတွက်ဒါတော့ပြောရမှာပေါ့ဒါမှ လောကကြီးဟာငါတယောက်တည်းအတွက်မဟုတ်ပါလားလို့ဒင်းနားလေသွားမှာပေါ့တရရီဆိုဝေလာတော့အတွေ့တို့ဤမောင်းနှင်တန်းနဲ့အခန်းတကားစီတို့ရှောက်လာစဲမှာပဲခဝေဝေမှနိုင်တန်ချောင်းခောက်တန်မှလွင့်ပြန်လာသည်ဆနှစ်ချက်မြောက်တန်ချောင်းတန်အဆုံးမှာတော့အပေါ်တမ်းမှလူအပါဝင်ပဝင်းကျင်တကူအောင်တိတ်ဆိတ်သွားတော့သည်လက်နှိမ့်ဆက်ရိုက်တန်များတီကနေရက်ဆိုင်သွားုံသာမကတခြားဘာတန်းမှထွက်ပေါ်၍မလာတော့ကြည် အကန့်တကားစီတို့လန်လန်လူစဲစဲအနေထားနိုင်သူငိတ်သက်သွားကမှဟုံမဟုတ်ရဲ့လားဟုဇဝီဇဝါဖြစ်သွားသည်သို့တော်အဖော်တမ်းမလူကြီးအတန်ပလန်များငိတ်သက်သွားတာကတော့သိကြသည်မိနစ်အတန်ကြာသည်ယတိတစုံတရာ ပြောင်းလဲမှုရှိသောအခါမှာတော့သူပခုံးတွန်ကကတိရှိရာသို့အောင့်တန်းတန်းနဲ့ပြန်လျှောက်လာခဲ့ရတော်သည်ဤဒီမှာအခန်းသို့ရောက်ရှိစွာပထမအုံဆုံးနေပထမအုံဆုံးအတွေ့အကြုံပင်ဖြစ်သည်နောက်ရက်များမှာတော့ထိုနေ့မိတ္တူကူပုံစံတူအဖြစ်ပြက်များသာဖြစ်လေသည် ည10နာရီထိုးလူထိုးခင်တိုင်းထိုးလူပြန်ရောက်လာလိမ့်ရှိပြီးတရှက်ရှက်တချွတ်ချွတ်နဲ့အလုံးရှုပ်တော့သည်ထိုးနောက်စာရွက်လန်တန်တနိမ့်ဆက်တန်နဲ့တရှက်ရှက်လမ်းလျှောက်တန်များဒီလိုနဲ့ည12နာရီထိုးချိန်မှာတော့ဆက်တခုကိုပိတ်လိုက်သည်အလားတီကနေရက်ဆိုင်တိတ်ဆိတ်သွားသည်မှာညစဉ်လိုလိုဖြစ်သည်အနေငယ်မှာအပိုလိုမရှိသလိုတခါတရံမှလည်းပြက်ကွက်မှုမရှိခဲ့အစပိုင်းရက်များ၎င်းနဲ့တွားရောက်ဆွေးနွေးရန်သူစဉ်းစားခဲ့တော်လဲနောက်ပိုင်းတော့လက်လျှော့လိုက်ပါသည် အပေါ်တန်းမှလူမှညချင်းနှစ်နာရီမြာလောကကိုစိတ်နှောက်ရက်ပေးတတ်ဒီမှာအပါကြံချိန်များနိုင်ဒုက္ခပေးလေမရှိသလိုသူနဲ့လည်းတွေးဆောင်မှုချင်းလည်းမရှိခဲ့ကြာတော့ဤ၎င်း၏အတန်ပလန်များသူ့အတွက်အစဉ်လာတစ်ခုတပွဲရိုးလာကခဏရီလည်းရှိလာခဲ့တော့သည်ဒီလိုနဲ့ရမ်းမလာတော့ကုပြောင်းချိန်မှာတော့အလေးချင်းဖြစ်လာတော့သည် သူ၏အိတ်ချိန်မှာလည်းရခင်ကတညာ9နာရီရှိခဲ့ရာမှာနောက်ပိုင်း9နာရီပုံမှန်ဖြစ်လာခဲ့သည် အပေါ်တန်းမှအလုတ်သိမ့်ချိန်ည7နာရီမှသာသူနှစ်ချိုက်စွာနဲ့အိပ်ပျော်သွားခြင်းဖြစ်သည်အဲ့ချိန်9နာရီလောက်မှအေးဝါးပါမလားလို့စိတ်ပူခဲ့တော့လေအချိန်နေရသူထင်သလားမဆိုးပါအဲ့ချိန်ရောကြသွားတော့လေသူဤကျမ်းမာရေးရာပုံမှန်အတိုင်းဖြစ်သည်တီလိုနဲ့စောင်းညကျမ်းများကုံဆုံးပြီးနှွေညပူပူတဲ့သူတိုးဝင်စားတညမှာတော့သူ့ကြောင့်မှုတစ်ခုကိုသူတို့ကြုံလာရသည်ကျင်းမည90နာရီထိုးသည့်တိုင်အောင်လေကားမှတက်လာသည့်လေးလေးလန်လန်ခြေတံတစ်ခုကိုမကြားရခြင်းဖြစ်သည် အိယာဝန်ခံဒီသွားတိုက်နေရင်ဒီညအဖော်ရက်ကလူအိမ်ပြန်နောက်ကြပါလားလို့သူတွေးလိုက်မိသည်သွားတိုက်ပြီးခြေလက်စည်းကြောကအိယာတဲ့သူဝင်ချိန်အထိ၎င်း၏အတန်ပလန်များအောင်မကြားရသေးပါနာယီတန်ချောင်းများအရာညဆယ်နာယီကိုအတော်ကြောလွန်ခဲ့ပြီဖြစ်သည်ကြည်ရတော့ဒီညပြန်မလာဘူးနဲ့တူပါရဲ့ကောင်းပါရဲ့ဒီညတလီတော့နာယီပါရဲ့အိတ်ခွင့်ရတာပေါ့ဆောင်ပါပါကိုလွှမ်းခြုံလိုက်ပြီးသူစိတ်ကိုဒုန်းနှုံးချအိတ်လိုက်သည်သို့တော့ အံအိုးဝယ်ကောင်းစွာနဲ့သူအိပ်၍မပြောပါမြင်းစွာဗျာဘာဖြစ်လို့များပါလဲတကယ်ဆိုတိတ်တိတ်ဆိတ်ဆိတ်နဲ့ဘလောက်နှစ်နှစ်ကြိုက်ကြိုက်ဖြစ်ဖို့ကောင်းသလဲမဟုတ်မှလွယ်ရောဟိုလူအလုတ်သိမ့်ချိန်၁၂နှစ်တုန်းမှအိပ်ပျော်နေကြဆိုတော့အဲ့ဒီအချိန်ကြာမှပဲအိပ်ပျော်တော့မယ်ထင်ပါရဲ့သူစိတ်ပြက်လက်ပြက်နဲ့၁၂နှစ်တန်ချောင်းခောက်တန်ဟိုသာဆောင်းဆိုင်နေရတော့သည်အချိန်နာရီတို့ရွေရှားပုံကစောင့်နေသူတရားအတွက်တော့စိတ်မရှိစရာကောင်းလာသည် နောက်ဆုံးမှာတော့သူမျောလင်းဆောင်ဆိုင်နေသောနိုင်တန်ချောင်းခောက်တန်း၁၂ချက်ကိုချုံမိန်စွာနဲ့ထွက်ပေါ်လာခဲ့သည်။သို့တော်စိတ်ပြတ်ဝမ်းနဲ့ွယ်ကောင်းသည်မှာသူညာမိုးစင်စင်လင်းသည့်တိုင်သူတရေမှအိပ်၍မပြောခဲ့ခြင်းဖြစ်သည်။သူ၏အိပ်စက်မှုတို့ချောမွေရန်တဆုံတရာလိုအပ်သွားခဲ့တာသိကြသည်။နောက်တနေ့အလုခွင့်နဲ့ရောက်တော့အိပ်ပြတ်ခဲ့မှုကသူ့အလုများအား ထင်ငော့စေခဲ့သလိုသူ၏စိတ်ကိုလည်းတဆစ်စစ်နဲ့နာကျင်ကြိုက်ခဲစေခဲ့သည်။ဒီညာတော့ဟိုလူပြန်လာတဲ့ကောင်းပါရဲ့။ ညကြမှာပဲနှစ်ညစာအတိုးချပြီးတော့ပေါင်းရရတော့မှာပဲအဲ့ချိန်မူတူနဲ့စိတ်ထဲမှာအကွက်ချကညရောက်ရန်ကိုအားခဲထားလိုက်သည်သို့တော့ထိုညနိုင်လေသူဤအပေါ်ရက်အခန်းကတိတ်ဆိတ်နေခဲ့သလိုသူဤအိတ်ဆက်မှုများမှလည်းချုပ်ရင်းခဲ့ရပြန်သည်နောက်တစ်နေ့မိုးလင်းတော့သူအလုတ်မသွားတော့ပဲအလုတ်ထက်ပို၍အဓိကကျသောကိစ္စအတွက်တိုက်ခန်းတွဲပိုင်ရှင်ဖိုးကြီးစီကိုရောက်ရှိသွားသည်အခြေအနေကသူတင်ကြွေးစိတ်ပုံနေခဲ့သည့်အတိုင်းပဲသူ့ဘော်ဒတ်မလူမှာပြောင်းရွှေ့သွားခဲ့ပြီဖြစ်လေသည် ူကຈမ်းတစ်ခုကိုပြူးစုဖို့အတွက်လာငားနေတာလေ။သူပြူးစုတဲ့ຈမ်းပဲပြီးသွားလို့လား။တခြားအကြောင်းတစ်ခုခုရှိလို့ပဲလားတော့မစုံနိုင်ဘူး။၆လမပြည့်ခင်အခန်းကိုအပ်ပြီးတော့တခြားပြောင်းသွားလေရဲ့။ဒါဖြင့်၆လပြည့်မှနောက်လူတင်မှာပေါ့။အင်းဒီလိုလဲဘယ်ဟုတ်ပါမလဲမောင်ရဲ့။လာငားတဲ့လူရှိရင်တော့လူတစ်တင်ရမှာပေါ့။အေးကြီးပြတ်ထားတဲ့ဖြင့်ကျိန်းဆက်နေသော မျက်လုံးများနဲ့အဖိုးကြီးအားစူးစိုက်ကြည့်နေရင်ကသူတို့စုံတရားကိုစိတ်ပိုင်းဖြတ်လိုက်သည်။ကဲ ဒါဖြင့်လည်းအဲ့ဒီအခန်းတော်ကိုကျွန်တော်ကိုပေးအောင်လေကျွန်တော်ပဲငှားလိုက်ပြီလို့ထားလိုက်တော့ပိုးကြီးစီကအခန်းတော်ယူပြီးပြန်လာချိန်တိုင်းနောက်ထပ်ဆုံးဖြတ်ချက်အစ်စ်တကူကိုလောလောလတ်လတ်ထပ်မံချလိုက်ပြန်သည်ရင်းမှသူတို့လမ်းထိပ်ကင်းတဲ့နိုင်ညားစင်လာ အိတ်လေးရှိသောတံတောင်းဆအဖိုးကြီးနဲ့တွားရောက်တွေးဆောင်ရန်ဖြစ်သည်ထိုနေ့ည10:00နာရီတို့တော့လေးလံတုံးကြီးသော ခြေတန်းတစ်ခုဟာလှေကားစီမှထွက်ပေါ်လာလေသည်။တို့နောက်သူ့အပေါ်တန်းမှာအခန်းတကားဖွင့်တဲ့ ဟိုဟိုတီတီတချက်ချက်နဲ့လမ်းလျှောက်တယ်။ကလတ်ထိုင်ကိုဆွဲရွှေ့တယ်။အဲဒီနောက်မှာတော့ရကူးညားကြီးအဓိကကြတော့ဇဝင်ဒီလုံးတစ်ခုဖြစ်သည်။လက်နှိမ့်ဆက်ရိုက်တန်းတစ်ခုဟာတကြောင်ကြောင်နဲ့ချုံမိန်စွာထွက်ပေါ်၍လာသည်။သူကိုယ်တိုင်အဟောင်းတန်းမှာဈေးပေါ်ပေါ်နဲ့ရှာဝဲခဲ့ကအပေါ်ရက်တင်ပေးထားသောလက်နှိမ့်ဆက်အပြက်ကြီးအတန်ဖြစ်သည်။ကြည်ဒါတန်တစ်ခုလား။တာယာနာပြောပွဲလက်နှိမ့်ဆက်တန်ကျန်းရှာရှာကိုနာခံရင်း၁၂နာရီတန်ချောင်းခောက်ချိန်မှာတော့သူနှစ်ချိုက်စွာနဲ့အိပ်ပျော်သွားလေသည်။ ူ၏အိတ်ဆက်မှုတို့ပြန်လည်ချောမွေရင်အပေါ်ရက်အခန်းအားအပုံငှားရမ်းထားခဲ့ရသည့်အပြင်တံတောင်းဆောင်အဖိုးကြီးတရားကိုညာတိုင်းအိတ်ခွင်ပေးထားရသောသူ့အဖြစ်ကတွေးကြည့်ရင်အတော်တော့ရည်စရာကောင်းလာသည်သူကိစ္စကိုသိတော်လဲဘလို့အပြေရှာရမလဲယနေ့တိုင်အောင်သူစဉ်းစားမရသေးချေ